တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဘောင်းခင်ဗျာဒီပိုင်းစာမှာတော့ပေါင်လူကြီးမင်းရှိတဲ့ ခိုင်ဖုံးထောင်စီကိုဂျူးလူကြီးမင်းနဲ့ကြောက်ရှက်လို့လာပြီးတော့တွေ့ပါတယ်။ဂျူးလူကြီးမင်းကတော့တောင်ဝင်ဥပဒေရဆောင်ရတာဖြစ်လို့သူ့ကိုခွင်းလို့ပေးဖို့ဘောင်လုံးကြီးမင်းကိုတောင်းပန်နေပါတယ်။ဘောင်လုံးကြီးမင်းကတော့သူဆိုလဲဒီလိုပဲလုပ်မှာဖြစ်လို့တိုင်းပြည်ဥပဒေမရှိခင်မှာတရားမျှတမှုဆိုတဲ့စကလုံးကဘယ်လိုလုပ်ဖြစ်လာပါမလဲလို့ပြောလိုက်ပါတယ်။ပြီးတော့ကြောက်ရှက်ဘောင်လုံးကြီးမင်းအနစ်နာခံလိုက်ရပြီလို့ပြောပါတယ်။အဲဒါဘောင်လုံးကြီးမင်းလည်းသူဟာဥပဒေတိုင်းပြစ်ပေးတာကိုခံတာဖြစ်လို့အနစ်နာခံတာမဟုတ်ပါဘူးလို့ပြောပါတယ်။ဒါပေမဲ့ဘောင်လုံးကြီးမင်းကတေရန်တဲ့အကျဉ်းသားတယောက်ဖြစ်ပြီးကြောက်ရှက်တော့တေရန်တဲ့အကျဉ်းသားရဲ့မိသားစုဝင်မဟုတ်တာကြောင့် ဥပဒေရဆိုလားမတွေ့သေးပါဘူးလို့ပြောပါတယ်။ကျောင်းဆန်းတော်ပေါင်ကြီးမင်းကအကျဉ်းအောင်နဲ့ရောက်နေမယ်။ဒါပေမဲ့ဥပဒေကိုမမေ့ပြစ်သေးတာတကယ်ကိုလေးစားအားကျစရာပါပဲလို့ပြောလိုက်ပါတယ်။ကျောင်းဆန်းတော်ပေါင်ကြီးမင်းကိုဒီမှုကစစ်မေးရာဌာနအနေနန်းတော်စီကိုအစီအခံတင်ပြလိုက်တာဖြစ်လို့ဥပဒေကြောင်းရသူစီရင်ချက်ချမှတ်မယ်လို့ပြောပါတယ်။ဒါတောင်ကျောင်းဆန်းအကျဉ်းအောင်နဲ့ဝင်လာလဲခွင့်ပြုထားတဲ့ဘောင်တွေးမှာရှိနေပါတယ်လို့ပြန်ပြောပါတယ်။ဒါပေမဲ့ပေါင်ကြီးမင်းကတော့ကျောင်းလူကြီးမင်းသူ့ကိုလာတွေးတဲ့ရွေးချက်ကဘာများလဲလို့မေးလိုက်ပါတယ်။ကျောင်းဆန်းလည်းသူကအဖေပြေသူဦးတော်ရှိကိုစားပေါင်ကြီးမင်းကိုလာကြည့်ပေးတာပါလို့ပြောပါတယ်။ ပြီးတော့ဝီရိုရှိကသူကိုယ်တိုင်လာမကြည့်ကျင်တယ်လို့ပေါလင်ချင်းလည်းသူ့ကိုဒီချိန်မှာတွေးကျင်နေမှာမဟုတ်ဘူးလို့ထင်တဲ့အကြောင်းကိုမှားလိုက်ကြောင်းပြောပါတယ်။ဒါကြောင့်ပေါလင်ချင်းလည်းဝီရိုရှိကသူ့ဘော်တော်လေးကိုအတွင်းသည့်အစင်းသည့်မိတ်ဆွေကောင်းပါပဲလို့ပြောပါတယ်။ဒါကြောင့်ပေါလင်ချင်းကတော့ဝီရိုသူ့ဘော်ဂယူဆိုက်ခဲ့တာတွေကိုတစ်တလုံးမေးမှာမဟုတ်ကြောင်းပြောပြဖို့ကြောက်ရှက်အောင်မှားလိုက်ပါတယ်။ပြီးတော့ပေါလင်ချင်းကစစ်မဲ့ကြီးဟာဌာနရဲ့အတွင်းမှန်ပြစ်ပယ်ထားလို့မရပဲတယောက်ကဆရာကုန်းဆုံးကိုအတူရောက်ဖန်တီးပြီးတော့ဆွဆွဲနေတာကိုသတိထားဖို့သူ့အသေးမှာကိုတော့မမှုပဲနဲ့ထပ်ပြီးတော့မှားနေပါသေးတယ် ပြီးတော့ပေါင်လူကြီးမင်းကဆရာကုန်းဆုံးခုချိန်ထိရဲမှန်မှတ်တမ်းစီအောင်လုံးဝမခိုးဘူးလို့ခိုင်မာယုံကြည်တယ်လို့ပြောလိုက်ပါတယ်။အဲတော့ပေါင်လူကြီးမင်းကတော့ကြောင်းဆက်နောက်ဆိုရင်ဆွဆွဲတဲ့သူသတိနဲ့ကာကွယ်ပြီးမတော်ဆမှုတွေပေါ်လာမအောင်ဖြတ်စည်းတားဆီးရမယ်လို့ပြောပါတယ်။ပေါင်လူကြီးမင်းကတော့နန်းတော်လုံးကျုံအတွက်ကြောက်လူကြီးမင်းကိုလည်းမမေ့ပြစ်ဖို့ပြောနေတာပါ။အဲဒီမှာတော့ဝန်ချောင်မန်းကျန်းလုံးကြောက်ဦးတို့ကသူတို့တွေပေါင်လူကြီးမင်းကိုကယ်ထုတ်ဖို့စဉ်းစားနေပါတယ်။ဒါမဲ့ကျူးလူကြီးမင်းကအမှုတန်းတွေကိုလဲလိုက်တာပေါင်လူကြီးမင်းကိုလက်အောင်ငယ်သားတွေကဲထုတ်သွားမှအောင်ကြောက်လို့ပါပဲသူတို့လေးယောက်လည်းရုံးတော်မှာလူတွေပြောင်းသွားတာကြောင့် ဘောင်ကြီးမင်းဘလို့နေလဲတော့စုံစမ်းချိန်မရလိုက်ဘူးလို့ပြောနေကြပါတယ်။မဟန်ကျန်းလုံးကြောက်တို့ကတော့ဘောင်ကြီးမင်းကိုအမြန်ကယ်ဖို့ကြိုးစားနေမယ်။ဝမ်ချောင်ကတော့သူတို့လေးယောက်ထဲနဲ့လုံးဝဖောက်ဝင်လို့မရအကြောင်းကိုပြောပြပါတယ်။ဒါပေမဲ့ကျန်တဲ့သုံးယောက်ကကျန်ချောင်းမှာခဲ့တဲ့အတိုင်းဘောင်ကြီးမင်းကိုကာကွယ်မှဖြစ်မှာဖြစ်တဲ့အတွက်သူတို့တွေဖောက်ဝင်မှဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ဝမ်ချောင်ကသူတို့ဖောက်ဝင်တော့ဘောင်ကြီးမင်းကသဘောမတူရင်ဘလို့လုံးမှလဲလို့ပြန်မေးပါတယ်။ဘောင်ကြီးမင်းကသူတို့လေးယောက်ကိုအကျဉ်းအောင်ဖောက်တာမျိုးလုံးဝခွင့်ပြုမှာမဟုတ်လို့လိုက်မှလဲမဟုတ်တဲ့အတွက်သူတို့အသက်စရေခံလိုက်ရင်ဘောင်ကြီးမင်းကိုမကူညီပေးနိုင်မနဲ့ထောင်ပေါက်တာကို ကူညီပေးတဲ့အပြစ်တစ်ခုထပ်တိုးသွားနိုင်တာပဲရှိလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါတော့ဝမ်ချောင်းလဲသူတို့တွေအသက်ကိုစရေးဖို့ဆုံးဖြတ်ထားပြီးတော့ပေါင်လူကြီးမင်းနဲ့အတူတူအဖော်ပြုတ်ပြီးတော့ပေါင်လူကြီးနောက်ကိုလိုက်ကြဖို့ပဲပြောလိုက်ပါတော့တယ်။ပြီးတော့သူတို့လေးယောက်ကခိုင်ဖုံးရုံတော်ရှိကိုရောက်လာပြီးတော့ပေါင်လူကြီးမင်းကိုကယ်ဖို့ထောင်လာဖောက်တာလို့ပေါ်တင်းပြောချလိုက်ပါတယ်။ပြီးတော့သူတို့လေးယောက်စလုံးလဲပေါင်လူကြီးမင်းရဲ့အပေါင်းပါတွေပဲလို့ဝန်ခံလိုက်တာပါ။ဒါမဲ့သူတို့လေးယောက်ကသူများကိုမထိခိုက်ခြင်းနဲ့တူတာသူတို့လေးယောက်လုံးကိုဖမ်းပြီးတော့ပေါင်လူကြီးမင်းနဲ့အတူတူအပြစ်ပေးဖို့ပြောလိုက်ပါတော့တယ်။ဒါတော့သူတို့လေးယောက်လဲလက်နက်ချပြီးတော့အသားတကြီးပဲဖမ်းခံလိုက်ပါတယ်။ ဒေါ်နဲ့ဂျူလူကြီးမင်းလဲပေါင်လူကြီးမင်းပေါ်မှာအရင်အဆောင်၄ရောက်စလုံးဒီလောက်သစ္စာရှိမယ်လို့မထင်ထားကြောင်းပြောနေပါတယ်။ဒါတော့မတ်ချုပ်ဒီဝမ်လဲဒါပေါင်လူကြီးမင်းကိုအားရှိနေနဲ့လူတွေကလေးစားအားကြတဲ့အချက်ပါပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့မတ်ချုပ်ဒီဝမ်ကတော့သူတို့၄ရောက်စလုံးကတကယ်ကိုထောင်ဖောက်တဲ့ပြစ်မှုကိုကျူးလွန်ထားတာကြောင့်သူတို့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါလို့ပြောလိုက်ပါတယ်။အဲဒါမှတော့ကြောက်ရွံ့မနက်ဖြန်ကိုမျက်စင်မှာပို့ပြီးတော့ထိန်းချိုးဟာခတ်တဲ့အခြေအနေကိုရင်ဆိုင်ရနိုင်တယ်လို့သတိပေးနေပါတယ်။မတ်ချုပ်ဒီဝမ်လဲခိုင်ဖုံးပြည်သူတွေအားလုံးမြင်မှာဖြစ်လို့ မနက်ပြန်ရုံတော်တကားရှိမှပေါင်လူကြီးမင်းကိုကောင်းဖြတ်တတ်မဲ့ကျင်းညာချက်ထုတ်မဲ့အကြောင်းကိုရှင်းပြလိုက်ပါပြီ။ပြီးတော့ပေါင်လူကြီးမင်းကပြည်သူတွေရဲ့ချစ်ခင်လေးစားမှုအပြည့်အဝယူထားတဲ့အတွက်အနောက်ဆက်တွေမှာဖြစ်ဖို့ကာကွယ်ဖို့ခက်ခဲသွားပြီလို့ပြောလိုက်ပါပြီ။မန်ချုပ်ကြီးဝန်ကတော့သူသဖြင့်ကြံကြောင်းတဲ့အိုက်ဟုတို့တစ်ချိန်လုံးအရေးအယံတော့မတွေ့ရသေးတဲ့အတွက်ကွန်မြတ်စင်ဒီလာနိုင်တာမျိုးလည်းဖြစ်နိုင်တယ်လို့ပြောလိုက်ပါပြီ။ဒါတော့မန်ချုပ်ကြီးဝန်ကဖြစ်လာမဲ့ကိစ္စအတွက်ဂျူလူကြီးမင်းကိုဂျိုဒင်ပြင်ဆင်ထားဖို့ပြောလိုက်တာပါ။ဂျူလူကြီးမင်းလည်းအဲ့ဒီမတော်ဆမှုကိုကာကွယ်ဖို့အတွက်ရဲမန်အင်အားကိုတိုးချဲ့ထားလိုက်မယ်လို့ပြောနေပါပြီ။ အဲ့ဒါမှတော့ပေါင်လုံးကြီးမင်းကသူတို့လေယောက်ကိုတကယ်ယူမိုက်လုံးတဲ့အတွက်ဘာလို့တက်ကိုစရိခံရတာလဲလို့ပြောနေခဲ့ပါလိမ့်ဒါပေမဲ့သူတို့ကဒါသူတို့အကုန်လုံးရဲ့တူညီတဲ့ဆုံးဖြတ်ချက်ဖြစ်တာကြောင့်ပေါင်လုံးကြီးမင်းနောက်ကိုလိုက်ရမှာပဲလို့ပြောနေခဲ့ပါလိမ့်အဲ့ဒါကြောင့်သူတို့လေယောက်ကပေါင်လုံးကြီးမင်းကိုမျက်စင်စီအပိုးခံရတဲ့အချိန်မှာသူတို့လေယောက်လည်းဘေးနားမှာရှိနေမှာမလို့ပေါင်လုံးကြီးမင်းဆက်ဆက်ချင်းတော့သူတို့လက်ခံခဲ့သူတို့အချိန်မျိုးပါပဲလို့ပြောလိုက်ပါလိမ့်သူတို့လေယောက်စလုံးကပေါင်လုံးကြီးမင်းသူတို့အတူတူခေါ်သွားပေးဖို့ပြောလိုက်တော့တာပါဒါကြောင့်ပေါင်လုံးကြီးမင်းလည်းသူတို့နဲ့အတူတူလေယောက်စလုံးကိုကိုမျက်စင်မှာအပြစ်ဒဏ်တူတူခံယူကြတာပေါ့လို့ပြောလိုက်ပါတော့တယ် ။ဒါမှမဟုတ်တော့ဦးကြီးတော်ကသူ့မိတ်ဆွေပေါင်လုံးချင်းမင်းအတွက်မျက်ရည်တွေကျနေပါတယ်။မင်းကြီးကတော့ပေါင်လုံးချင်းမင်းအတွက်စိတ်မကောင်းဖြစ်ပြီးတော့အိတ်မပြောဖြစ်နေရပါတယ်။သူတို့နဲ့နောက်နေမနက်မှာတော့ family ပြားစီကိုကောကျွမ်ကဝိညာဉ်ကိုခေါ်လာပေးပါတယ်။ဝိညာဉ်ကတော့သူဘယ်သူလဲဆိုတာထက်ပေါင်ချင်းကိုကဲချင်တာတီးတာလားလို့ပဲမေးပါတယ်။ဝိညာဉ်တော့ပေါင်ချင်းက family ပြားရဲ့တပ်သခင်ဂျေဇူးရှင်ဖြစ်တာကြောင့်တကယ်လို့ပေါင်ချင်းကိုကဲချင်တယ်ဆိုရင်သူပြောတဲ့တိုင်းလုပ်ပါလို့ပြောလိုက်ပါတယ်။ကောကျွမ်ကလည်း family ပြားကိုဘာမှမမေးခိုင်းမနဲ့ဝိညာဉ်ပြောတာသာနားထောင်ပေးဖို့ပြောလိုက်တာကြောင့် family ပြားလည်းလက်ခံလိုက်ပါတော့တယ်။ ။တမမတော့ခိုင်ဖုံးပြည်သူတွေအားလုံးကခိုင်ဖုံးရုံတော်ရှိကကြိုးစဉ်စီကိုရောက်လာပြီးတော့ပေါင်လူကြီးမင်းမတရားဆွဆွဲခံအကြောင်းကိုပြောဆိုနေကြပါတယ်။ပြည်သူတွေကလည်းပေါင်လူကြီးမင်းအကျင့်စာရိတ္တကိုသိလာကြအောင်လှုပ်ပေးဖို့တောင်းဆိုနေကြတာပါ။အဲနောက်မှာတော့ CD လိုက်တဲ့ခါမှာဝန်ချောင်းမင်းအကျန်းလုံးကြောက်တို့၄ယောက်ကိုရဲမတ်တွေကဖမ်းခေါ်ထုတ်လာပါတော့တယ်။ခိုင်ဖုံးပြည်သူတွေကလည်းတားထားတဲ့ရဲမတ်တွေကိုတင်းတိုးဝှေ့ပေါင်လူကြီးမင်းတို့ကိုလှုပ်ပေးဖို့ငိုယိုပြောဆိုတောင်းပန်နေကြတာပါ။အဲနောက်ပေါင်လူကြီးမင်းမှထွက်လာကြအောင်ပြည်သူတွေကပို့လို့တောင်ရုံရင်းဆန်ခတ်တွေဖြစ်ကုန်ကြပါတော့တယ်။ပြီးတော့ကြောက်ဆန်းကပေါင်လူကြီးမင်းကိုဂါရဝပြုလိုက်ပါတယ်။ ပေါင်လုံးကြီးမင်းလဲကောင်းကင်ဝန်ကြီးပြီးတော့သူ့အတွက်ငိုကြွေးနေပြည်သူတွေအတွက်စိတ်မကောင်းဖြစ်လို့နေပါတယ်ပြီးတော့ပေါင်လုံးကြီးမင်းအတင်းတွန်းပြီးတော့စူပူနဲ့ပြည်သူတွေကိုငြိမ်သက်နေပေးဖို့တခွန်းပြောလိုက်တဲ့အချိန်မှာအားလုံးဟာချက်ချင်းကိုငြိမ်သက်သွားတော့တာပါပြီးတော့ပေါင်လုံးကြီးမင်းကဂိုင်ဖုံရုံတော်ရဲ့ပြည်သူတွေကိုသူစကားနားထောင်ပေးဖို့ပြောလိုက်ပါတယ်ပေါင်လုံးကြီးမင်းကတော့တိုင်းပြည်ဥပဒေမရှိခင်မှာလူသားအလုံးညီမျှတာကြောင့်ဥပဒေနဲ့ပတ်သက်လာပြီဆိုရင်အပြည့်ပေးဒဏ်ကိုခံယူသင့်တယ်လို့ပြောလိုက်ပါတယ်ဒါမှမဟုတ်အောင်မှာကြီးနေကြတဲ့တိုင်းပြည်သားတွေကတော့ရှာကြီးတဲ့ငွေနဲ့ငိုကြွေးနေကြပါတော့တယ် အဲနောက်ပေါင်လူကြီးမင်းအားသူ့တဘဝလုံးဥပဒေကိုသိတယ်လို့လိုက်နာပြီးတော့ဆောင်ရွက်တဲ့ပြင်ဥပဒေကိုကာကွယ်ခဲ့တာပဲလို့ပြောပြပါတယ်။ဒါတော့ပေါင်လူကြီးမင်းကတော့ဥပဒေရသေးရမယ်ဆိုရင်ရှင်းရှင်းလင်းလင်းသူ့အနေနဲ့သိမြင်ပြီးသားပဲလို့ပြောပါတယ်။ဒါတော့ပေါင်လူကြီးမင်းကတော့သူသေးရတာမဖြစ်အောင်လို့ကိုမြန်စင်သားမှစူးစူးညံ့ညံ့မလုပ်ကြဖို့အတွက်ကိုတောင်းဆိုလိုက်ပါတယ်။ဒုနဲ့ပေါင်လူကြီးမင်းကအားလုံးကိုပြန်သွားဖို့လှုပ်ခိုင်းတဲ့ချိန်မှာပဲခိုင်ဖုံးပြည်သူတွေကအားလုံးဒူးတောက်ပြီးတော့ရှာကြီးတငင်နဲ့ငိုကြွေးကြပါတော့တယ်။အဲဒီမှာပဲဆရာကုန်းဆုံးကပြည်သူတွေရဲ့နောက်ကနေပေါ်ထွက်လာပြီးတော့သူပြန်ရောက်လာပြီးဖြစ်ကြောင်းကိုအော်ပြောလိုက်ပါတော့တယ်။ အနောက်ဆရာကုန်းစွာပေါင်လူကြီးမင်းကိုဂါရဝပြုလိုက်ပြီးတော့ကြောင်းဆန်းစီကိုသွားပြီးတော့ကြောင်းကြားလိုက်ပါတယ်ဆရာကုန်းစွာသူကိုယ်တိုင်ပြစ်မှုကျူးလွန်ခဲ့သူဖြစ်တာကြောင့်ပေါင်လူကြီးမင်းနဲ့မဆိုင်ဘူးလို့ပြောလိုက်တာပါအနောက်အားလုံးကဆရာကုန်းစွာဖမ်းမှုလုပ်တဲ့အချိန်မှာတော့အာယူကရုံတော်တွေကနေကျူးလူကြီးမင်းရဲ့ခေါင်းကိုဓာတ်နဲ့ရွေထားပြီးကြောင်းဆန်းစီကိုခေါ်လာခဲ့ပါတော့တယ်ပြီးတော့အာယူကကြောင်းဆန်းလှုပ်တာနဲ့ကျူးလူကြီးမင်းကိုတားပြစ်လိုက်မယ်လို့ချိန်ချောက်လိုက်ပါတယ်အနောက်အာယူကကျူးလူကြီးမင်းကိုတရားခံနေနဲ့ခေါ်ပြီးတော့ကျိုးစင်သားကိုသွားလိုက်ပါတယ် ပြီးတော့အာယူကသူ့မှာပေါင်လူကြီးမင်းကိုကဲဖို့တခြားနည်းလည်းမရှိတော့ဘူးလို့ပြောလိုက်ပါလေပေါင်လူကြီးမင်းကတော့အာယူကိုခိုင်ပုံရုံတော့ကွန်မြတ်ရှင်မှာဝင်စီတာမျိုးလောက်ခွေမပြူနိုင်တာကြောင့်ဂျူးလူကြီးမင်းကိုပြန်လွှတ်လိုက်ဖို့ပြောနေခဲ့တာပါပေါင်လူကြီးမင်းကတော့သူကထွက်ပြေးမှာမဟုတ်လို့အာယူကဘာလို့သူ့ကိုကဲနေအောင်မလဲလို့မေးပြလိုက်ပါလေအာယူလည်းပေါင်လူကြီးမင်းကသူ့ကိုကဲခွင့်မပေးတာကြောင့်သူလည်းလုံးဝမသွားတော့ဘူးလို့ပြောလိုက်ပါတော့တယ်ဒါကြောင့်အာယူလည်းတစားကန်ဂျူးလူကြီးမင်းကိုလွတ်ပေးလိုက်ပါလေကျူးလူကြီးမင်းလည်းအာယူကနန်းတော်ရာရှိကိုဖမ်းပြီးတော့ကွန်မြတ်စင်ပေါ်မှာအကျဉ်းသားကိုလက်နက်နဲ့ဝင်လာစီးတဲ့အတွက် အပြစ်တွေထပ်ပေါင်းပြီးတော့ဖန်ခိုင်းလိုက်ပါလေအဲဒီချိန်မှာကြံအချောင်းမှာထက်ရောက်လာပြီးတော့သူ့ရဲ့ဓာတ်ကိုဆွဲထုတ်ရင်းပြီးသူတွေချားကနေပေါင်လူကြီးမင်းစီကိုလာနေလိုက်ပါလေကြံအချောင်းပေါင်လူကြီးမင်းစီလာပြီးတော့ကျွန်တော်မျိုးလာတာနောက်မကြသေးဘူးမလားလို့မေးလိုက်ပါလေဒါတော့ပေါင်လူကြီးမင်းလည်းကြံအချောင်းလာတာနောက်မကြသေးပေမယ့်မလာသေးတော့တဲ့အချိန်ပဲလို့ပြောလိုက်ပါလေအဲ့နမှာတော့ခိုင်ဖုံရုံတော်ရဲ့ဘေးဘက်မှာရှိနေကြတဲ့လေးသမားတွေကိုအသိမ့်ပြင်ဖို့ဂျူလူကြီးမင်းကအမိန်ပေးလိုက်တာပါဂျူလူကြီးမင်းကတော့ကြံအချောင်းရဲ့တိုင်းပညာကပြိုင်ပကင်းသမားဆိုရင်တော့ ဒီမှာရှိတဲ့လေးသမားတွေတော့သူ့အနေနဲ့ခုခံနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပေါင်ကြီးမင်းကလည်းသူ့ဥပဒေကိုစမ်းချင်ပြီးတော့ထွက်ပြေးမှာမဟုတ်ဘူးဆိုတာသိဖို့ကြံကြောင်းကိုထပ်ပြောလိုက်တာပါ။ကြံကြောင်းတော့ပေါင်ကြီးမင်းဥပဒေကိုစမ်းချင်ဖို့ဆန္ဒမရှိတော့တာကြောင့်သူလည်းဘာလို့အပူပင်ကင်းကင်းနဲ့အသက်ရှင်ရဲပါမလဲလို့ပြောလိုက်ပါတော့တယ်။ဒါတော့တမလွန်လန်းခီးမှာငဲပြီးသွားမယ်ဆိုလေကြံကြောင်းကပေါင်ကြီးမင်းတို့ကလမ်းအဖွင့်ပေးဖို့အသင့်ပါပဲလို့ပြောလိုက်တော့တာပါ။ဒီလိုနဲ့ကြံကြောင်းကသူ့ရဲ့ဓာတ်ကိုမြေမှာဆိုက်ကွန်ပျူတာစင်ပေးမှာဒူးထောက်ထိုင်ချလိုက်ပါတော့တယ်။ ဒါတော့အာယူလည်းသူ့ကိုကြံတောင်းတဲ့အတူပေါင်လုံးကြီးမင်းရှိမှဒူးထောက်ချလိုက်တာပါပြီးတော့ပေါင်လုံးကြီးမင်းနဲ့အတူတေဖို့ဆရာကုန်းစွမ်းလည်းဒူးထောက်လိုက်ပြီးဝမ်ချောင်းမန်းကျန်းလုံးကြောက်တို့ကကွန်မြဆင်ဝင်းရံပြီးတော့အားလုံးပဲဒူးထောက်ခါစားနေကြပါတော့တယ်သူတို့တွေအားလုံးကပေါင်လုံးကြီးမင်းအတွက်ဆိုတေဖို့တေဘက်ဖြစ်နေအတူလိုက်ရဲတာကြောင့်သူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုအလင်းမြန်ချပြီးအခုလိုလှုပ်ပြလိုက်တာပါဒါတော့ပေါင်လုံးကြီးမင်းလည်းမိုးကောင်းငင်ကိုမော့ကြည့်ပြီးတော့သူမာဒီလိုမျိုးတစ္ဆာရှိပြီးဖြောင်းပတ်တဲ့မိတ်ဆွေတငယ်ချင်းတွေရှိတာကြောင့်သူသေးရင်တော့နောင်နာရစရာမရှိတော့ပါဘူးလို့ကောင်းငင်ကိုတိုင်တယ်လိုက်ပါတယ် အနာပေါလုံးချင်းမင်းကကိုမြတ်စင်မမဒူးတောက်လိုက်တဲ့အတွက်အောင်မရှိနေပြီးသူတွေအားလုံးလည်းဒူးတောက်ပြီးတော့ငိုယိုကုန်ကြပါတော့တယ်အဲ့ဒီချိန်မှာပဲရုတ်တရက်ဆိုသလိုမင်းအမိန်တော်ပါလာတယ်ဆိုပြီးတော့ဂေါကုန်ကုန်နဲ့တူမတ်ချုပ်ကြီးဝန်ကရောက်ရှိလာပါတော့တယ်ပြီးတော့ဘေးအမိန်တော်ရာကုန်းဆုံးချက်စီရီဟာလျှို့ဝှက်ခိုးယူတဲ့မှုအပြည့်မရှိတဲ့အတွက်အမှုကိုပယ်ဖျက်လိုက်ပြီးလို့မတ်ချုပ်ကြီးဝန်ကကြေညာလိုက်ပါတော့တယ်ဒါတော့ခိုင်ဖုံးယုံတော်ရဲ့ပေါလုံးကြီးမြမူလာတောင်းဝန်ကိုပြန်လည်ထမ်းဆောင်စေပြီးနန်းတော်ဝင်ပရေးရှိမောက်ခါသားဖို့အမိန့်စာကြေညာလိုက်တာပါ ပြီးတော့ဘောင်လုံးကြီးမင်းရောက်လာတဲ့ခါမှာမင်းကြီးကကုန်းဆုံးချက်ခိုးယူသွားတဲ့ရဲမှန်မှတ်တမ်းစင်းကိုထုတ်ပြလိုက်ပါတယ်ပြီးတော့ရှေမင်းကြီးကနာမည်စင်းရှိနေဖြစ်လို့ကုန်းဆုံးချက်ဆွဆွဲချက်နဲ့ပတ်သက်ပြီးဆက်ပြီးတော့အမှုမတီးရှိတော့တာကြောင့်ဘယ်ဖြတ်လိုက်တာပါလို့ပြောပြလိုက်ပါတယ်မက်ချူရီဝမ်ကတော့နာမည်စင်းကိုလူတယောက်ကနန်းတော်ထဲဝင်လာပြီးဖမ်မီပြားစီကိုလွှဲပြီးတော့ရှေမင်းကြီးကိုရှောက်တင်လိုက်တာကြောင့်ပဲလို့ရှင်းပြလိုက်ပါတယ်ဘောင်လုံးကြီးမင်းကတော့အဲ့လူဘသူလဲလို့မက်ချူရီဝမ်ကိုမေးပါတယ်ရှေမင်းကြီးကတော့နန်းတော်ထဲဝင်လာတာဘသူလဲရဲမှန်မှတ်တမ်းစင်းကိုဘယ်ကနေရတာလဲပြင်ကုန်းဆုံးချက်ကိုကြောက်ချပြီး ပေါင်လူကြီးမင်းကိုအမှုထဲဝင်ပါခိုင်းတာဘာလို့လဲဆိုတော့ရှင်းရှင်းလင်းလင်းမစုံစမ်းရသေးဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့မင်းကြီးကသူ့မှာအမှုဖြေရှင်းတဲ့နေရာမှာတော်တဲ့ခိုင်ဖုံးကျုံတော်တရားသူကြီးရှိနေအောင်အမတ်ချုပ်ကြီးကိုဒုက္ခပေးဖို့ဘာလို့လူနေဦးမှာလဲလို့ပြောလိုက်ပါတယ်။ဒါတော့မင်းကြီးကအမှုတစ်ခုလုံးပေါင်ချင်းစီလွှဲလိုက်ပြီးရှင်းရှင်းလင်းလင်းစုံစမ်းဖို့ကိုအမိန်ချင်တာခိုင်းလိုက်ပါတော့တယ်။မင်းကြီးကအမှန်တရားကိုရှင်းလင်းလင်းစုံစမ်းပြီးတာနဲ့အမှုဟာပေါင်ရင်ပတ်သက်နေသူဘသူဖြစ်ဖြစ်အကုန်လုံးကြိုးမိန်သေးတယ်ပဲလို့ပြောပြလိုက်ပါတယ်။အဲဒါမှတော့ကြောက်ရှမ်းကဒေါသတကြီးဖြစ်နေပြီးတော့ မင်းကြီးကပေါင်လူကြီးမြင့်နဲ့ကုံဆုံချဲကိုလူငင်းချမ်းသာခွင့်ပေးလိုက်တယ်လို့လျိုယိုပြောနေခဲ့ပါတယ်။ပြီးတော့အရာတွေမကသေးပဲကုံဆုံချဲကလည်းမှတ်ဉာဏ်ပြီးပြန်ရသွားပြီဖြစ်တဲ့တူကသူတို့လိုက်ရှာမဲ့ပထမဆုံးလူကတေတာပေါ့လျိုယိုပဲလို့ပြောလိုက်တာပါ။ကျောင်းဆန်းလည်းရင်ရှင်းကမှတ်ဉာဏ်ပြန်ပေးလိုက်တဲ့တူကသူတို့အားလုံးထွက်လာစေချင်လောက်တယ်လို့တွေးနေပါတယ်။ဒါမဲ့ကျောင်းဆန်းတော့မတည်သေးဘူးလို့ကျောင်းပြောင်းကလွယ်ရင်မရှိတာကြောင့်လျိုယိုတယောက်တည်းတာဝန်ယူခိုင်းလိုက်ပါတယ်။ကျောင်းဆန်းတော့လျိုယိုထုတ်ပေးမှမဟုတ်တဲ့တူကတုံလုံးမနေပဲမကြောက်ဖို့ပြောလိုက်ပါတယ်။ဒါတော့ကျောင်းဆန်းပေါင်လူကြီးမြေမူလာတာဝန်ကိုပြန်ထမ်းဆောင်ရမယ်ဆိုတော့ ခိုင်ဖုံရုံတော်ပြန်လာရင်လူယူရှောင်းပုံးမှုအရန်ကိုခတ်ခဲသွားပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့တွေသွားလို့မရတဲ့တခုသောနေရာကတော့ဝူချိန်ကျွီးပဲရှိတာကြောင့်လူကိုချက်ချင်းပဲဝူချိန်ကျွီးစီသွားပြီးတော့သူ့သတင်းကိုစောင့်ကြည့်နေဖို့ကြောက်ရှန့်ကပြောလိုက်ပါတယ်။ဝူချိန်ကြီးဆိုတာကတော့ဘိုးတော်မင်းတရားတွေလက်ထက်ကလေးကကြောက်ရှန့်အတွက်လက်ဆောင်ပေးတဲ့နေရာဖြစ်ပြီးတော့သူ့အခွင့်မရှိပဲဘသူမှဝင်လို့မရတဲ့နေရာတစ်ခုပါပဲ။တပတ်မှာတော့ပေါင်လူကြီးမင်းကနန်းတော်ကပြန်ဟုတ်တာနဲ့သူရဲ့ခိုင်ဖုံရုံတော်ဘတ်တော်သားတွေကိုစာဖတ်ခန်းမှာခေါ်ပြီးတော့တွေ့ပါတယ်။ ီလိုပေါင်လုံးချင်းမင်းကဒီအပိုင်းခိုင်ဖုံးတော့မှမတွေ့ကြုံမှုတဲ့အန်ရယ်ပြဿနာနဲ့ရင်ဆိုင်နေရပြီးဒီကာလာတွင်းမှာပဲတရားဥပဒေဖြောင်းမှန်မှန်ကန်မှုပြစ်ပယ်ထားလို့မရဘူးဆိုတာသူ့စိတ်ထဲမှာမှတ်သားထားကြအောင်ပြောပြနေပါလိမ့်ပေါင်လုံးချင်းမင်းကတော့အားလုံးတည်ငြိမ်တဲ့အချိန်မှာဘယင်းမိန်တော်နဲ့ဒီမို့လိုက်စုံစမ်းမှုအတူတူပူးပေါင်းပြီးအမှုကိုအမြန်ဆုံးဖြေရှင်းမှုလိုအပ်နေသေးတယ်လို့ပြောလိုက်ပါလိမ့်အဲတော့ပေါင်လုံးချင်းမင်းကဝမ်ချောင်မန်တို့ကိုခေါ်ပြီးတော့ပြောင်းရွှေ့ခံလိုက်တဲ့အမှုတန်းစီအကုန်လုံးရုံးတော်ပြန်လာနေတာကြောင့်နေသိမ့်ပေးဖို့အတွက်ချက်ချင်းလုံခြုံရေးကိုပြန်လည်စောင့်ကြည့်ဖို့အတွက်ပြောပါတယ် ပြီးတော့ကျန်းလုံးကျောင်းကိုလည်းအန်နယ်တွင်းကြီးကကြော်ဖြတ်သွားပြီဆိုပေမဲ့ပြည်သူတွေစိတ်ထဲမှာငြိမ်းချမ်းမှုခက်ခဲနေသေးတဲ့အတွက်ရဲမတ်တွေကိုခေါ်ကာမျိုးတော်တွေမှာနေရာတိုင်းပြည်သူတွေစိတ်အေးချမ်းတဲ့အထိကိုသွားပြီးတော့ကင်းလဲနေဖို့ခိုင်းလိုက်ပါလေ။အဲနောက်မှာတော့ပေါင်တိမင်းကကျန်းကျောင်းအိုက်ဟူနယ်ဆရာကုန်းဆုံးတို့နန်ဖီခိုင်မှာတွေးခဲ့ရသမျှမြင်ခဲ့ရသမျှတွေနဲ့ဒီအမှုနဲ့ပတ်သက်နေတဲ့အရာတွေကိုသူနားထောင်လို့ရအောင်ပြန်ပြီးတော့ပြောပြခိုင်းလိုက်ပါလေ။ပြီးတော့ဒီအမှုကိုကြံစီတဲ့လူကိုလိုက်ပြီးတော့စုံစမ်းတဲ့နေရာမှာအကူအညီပြကောင်းဖြစ်နိုင်မယ်လို့ပေါင်တိမင်းကထင်နေပါလေ။ ဲ့ဒါကြောင့်ဆရာကွန်ဆောရသူတီးရသလောက်ဆိုရင်ကြောင်းဆန်းဖြစ်လောက်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါမှတော့ကြောင်းဆန်းဦးချိန်ကြီးမှသွားနေနေတဲ့လူယူကိုလာပြီးတော့တွေ့ပါတယ်။ဦးချိန်ကြီးကအမြဲတမ်းအပြင်လူထဲဝင်ဝင်မရပဲခုချိန်တွေကမူမှန်ဖြစ်နေလို့ကြောင်းသာမဟုတ်ရင်ဒီညာတိမလာခိုင်းလို့ကြောင်းဆန်းပြောပါတယ်။ပြီးတော့လူယူကလည်းအရင်ကသူဦးချိန်ကြီးရဲ့တကားဘဝအထိပဲရောက်ဖူးပြီးတော့ဘယ်တော့မှအထဲကိုမဝင်ခဲ့ဘူးပါဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ကြောင်းဆန်းလောလောဆယ်မှာဝါးပင်နောက်ဖက်ရဲ့အခန်းမှာနေဖို့လူယူပြောလိုက်ပါတယ်။ဒါပေမဲ့ကြောင်းဆန်းအခွင့်ပြုချက်မရှိဘဲနဲ့လူယူခန်းထဲကိုလာလို့မရဘူးလို့မှားလိုက်ပါတယ်။ အန်နမော်ရရှာကွန်ဆူကရင်ရှိမိန်ကလေးဟာအကြောင်းမရှိဘဲလိန်မပြောလောက်ပါလို့ပေါလုံကြီးမင်းကိုပြောပြပါတယ်။ဒါတောင်ပေါလုံကြီးမင်းလည်းတကယ်လို့လိန်ပြောတဲ့သူဟာစိတ်သမားတော်ဖြစ်နေရင်ရောလို့မေးလိုက်ပါတယ်။ရှာကွန်ဆူလည်းပေါလုံကြီးမင်းပြောနေတာစိတ်သမားတော်ကကြောင်းရှမ်းလိုဟန်ဆောင်နေတာပေါ့လို့တွေးနေပါတယ်။အဲဒါကြောင့်ပေါလုံကြီးမင်းလည်းတကယ်လို့ဒါရီကုံလုံးကသူ့ကိုပြစ်မှတ်ထားပြီးတော့လာတာဆိုရင်ကြောင်းရှမ်းကပို့ပြီးတော့တောင်သူ့ကိုတေခိုင်းမှုထိလှုပ်သွားစရာအကြောင်းမရှိဘူးလို့ပြောလိုက်ပါတယ်။ရှာကွန်ဆူကစိတ်သမားတော်နာမည်ရင်းကလျို့ယိုဖြစ်တာကြောင့်ကြောင်းရှမ်းမင်းမှနေတဲ့သူပဲလို့ရှင်းပြလိုက်ပါတယ်။ ဒါတောင်ဆရာကွန်ဆူလန်လူကကြောက်ရှမ်းကိုဖုံးကွယ်ပေးထားလားလို့သုံးသပ်နေပါတယ်။ဆရာကွန်ဆူလန်သူရင်ရှင်းကိုတိုက်ရိုက်မေးခဲ့သင့်မယ်။သူကကြောက်ရှမ်းစီကတိုက်ရိုက်အမိန်နာခံတာမဟုတ်တဲ့ပြင်ပေါင်လင်းမင်းကိုဘာလို့ဒုက္ခရအောင်လုပ်တယ်လဲဆိုတာပါမပြောချောင်းကိုပြောပြလိုက်ပါတယ်။ဒါတောင်အာယူကတော့နန်ဖီကန်ကိုပြန်သွားပြီးတော့ရင်ရှင်းကိုသွားရှာပြီးတော့မေးမယ်လို့ပြောပါတယ်။ဂျန်ချောင်းတို့ဝေချွင်းတိုင်ဆိုင်ရှင်းကဆရာကွန်ဆူမတ်ညံပြန်ရအောင်သိတယ်လို့အာယူနဲ့သူခိုင်ဖုံးရုံးတော်ကိုပြန်လာမယ်ဆိုတာပါသိနေခဲ့တယ်လို့ပြောပြလိုက်ပါတယ်။ဒါတောင်ဆိုင်ရှင်းကတေတာပေါ့ရင်ရှင်းကိုသွားရှာလာပြီးတော့ဆိုင်ရှင်းရက်ဆက်ကြမ်းတုပ်ပုံစံနဲ့ဆိုရင် ်ရင်ရှင်းအနေနဲ့အသက်ရှင်ဖို့ကမဖြစ်နိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။အာယူလည်းဝေချွန်းတန်ဆိုင်ရှိကကြံကြောင်းပြောသလိုရက်ဆက်ပြီးတော့ဂျင်နာကင်းမဲ့တယ်ဆိုရင်ဘာလို့ကြံကြောင်းကိုပြန်လို့ပေးလိုက်တာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီဖြစ်တော့ကြံကြောင်းကိုယ်တိုင်လည်းချိန်လုံးနားမလည်နိုင်ပဲဖြစ်နေကြတာပါ။ပေါင်ကြီးမင်းလည်းအနည်းဆုံးတော့ဆိုင်ရှင်နဲ့ရင်ရှင်းတို့ဟာသူတို့ကိုမြောက်ပေးတဲ့သူတွေရဲ့နောက်ွယ်ညွှန်ကြားသူတွေကိုတစ္ဆာဖောက်လိုက်ပြီးဆိုတော့အတီးပြုတ်သွားတာပေါ့လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲပေါင်လုံးကြီးမင်းတို့စီကွန်ဘာဟန်ရောက်လာပြီးတော့စစ်မဲ့အေးအားဌာနအရာရှိကျောင်းရှမ်းရောက်လာကြအောင်အကြောင်းကြားပါတယ်။အဲ့ကတော့ကျောင်းရှမ်းသူ့ဘာသာရောက်လာကြအောင်မေးဖို့အသင့်ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ပေါင်လူကြီးမင်းကတော့အခုဟာကြောက်ရွံ့မှန်းမသိကြသေးတဲ့ပြင်သူကလည်းမှုကိုလက်ခံထားတာပဲရှိသေးတာကြောင့်အမှုကိုချင်းလင်းဖြစ်သွားပြီးတဲ့နောက်မှာစတင်လှုပ်ရှားမယ်လို့ပြောလိုက်ပါတယ်။အဲတော့ပေါင်လူကြီးမင်းကစပွဲကုန်ပေါ်မှာစာအုပ်ထုတ်ရှိတဲ့အတွက်ဆရာကုန်းစုံသွားကြည့်ဖို့ပြောလိုက်ပါတယ်။ဆရာကုန်းစုံတော့လည်းစိတ်ဝင်စားသွားကြည့်တဲ့အခါမှာရဲမှန်မှတ်တမ်းစင်းစာအုပ်ဖြစ်နေရကြောင်းသူတို့လည်းအံ့ဩသွားပါတယ်။ဒါကြောင့်ဆရာကုန်းစုံလည်းပေါင်လူကြီးမင်းဒီစာအုပ်ကိုဘယ်ကရလာလဲလို့စဉ်းစားနေပါတယ်။ကျန်ကြောင်းတော့ပေါင်လူကြီးမင်းကနန်းတော်လေးဓာတ်ရရုံတော်ကိုပြန်လာတာဖြစ်လို့မင်းကြီးပေးလိုက်တာလားလို့သုံးသပ်နေပါတယ်။ အန်အောင်ကြောင်းရှမ်းရဲ့ပေါင်လူချင်းကအန်ရဲကြားထဲမှာဖြတ်ကျော်လာပြီးနောက်ဆုံးဘေးကင်းသွားတော့သူဝမ်းသာတဲ့အတွက်လာပြီးတော့ဂုံပြူလာပါလို့ပြောလိုက်ပါတယ်။ပြီးတော့ကြောင်းရှမ်းရဲ့မင်းကြီးရဲ့စိတ်ထဲမှာပေါင်လူချင်းကဘယ်လောက်ထိရေးပါလဲဆိုတာကိုမြင်တွေ့ရပါတယ်လို့ထပ်ပြောပါတယ်။ကြောင်းရှမ်းတော့မင်းကြီးကပေါင်လူချင်းအတွက်နဲ့ခက်ခဲတဲ့ရွေးချယ်မှုလှုပ်ထားကြအောင်တကယ်လို့ပေါင်လူချင်းမျိုးဒီလိုကူးဆိုင်တာမျိုးမဟုတ်ဘူးဆိုရင်ဘယ်လိုလုပ်တိုင်းပြီးအုံမြင့်ရဲ့အန်ရဲဖြစ်စေမယ့်အရာတွေကိုလက်ခံစိန်ခေါ်ပြီးတော့လူငယ်ချမ်းသာကွင်ပေးပါမလဲလို့ပြောလိုက်ပါတယ်။ပေါင်လူချင်းလည်းမင်းကြီးကလူငယ်ချမ်းသာကွင်ပေးတာမဟုတ်ဘဲဇာကုန်းစွာအပြစ်မရှိတာကြောင့်အမှုကိုပယ်ဖျက်လိုက်တာပါလို့ပြောလိုက်ပါတယ်။ ကျောင်းရှန်တော့အဲ့နှစ်ခုကြားမှာပါကွဲပြားမှုမှရှိပါဘူးလို့ပြောလိုက်ပေမယ့်ဘောင်လုံးကြီးပင်ကတော့အရှင်မင်းကြီးကဆရာကုန်းစမအပြစ်မရှိကြောင်းတက်သေးရသွားလို့ပဲလို့ပြောလိုက်ပါတယ်ဒါတော့ကျောင်းရှန်နဲ့လန်တကြားနဲ့မင်းကြီးပဲရတယ်ဘယ်လိုတက်သေးရလဲလို့ထပ်မေးလိုက်ပါတယ်ဒါပေမဲ့ဘောင်လုံးကြီးမင်းကတော့အဲ့ဒါကိုမပြောပြပဲမင်းကြီးကလည်းဒီအမှုကိုသူတောင်းဝင်စုံစမ်းမှုလွှဲပေးထားပြီးပြီလို့ပြောလိုက်ပါတယ်ဒါတော့စုံစမ်းနေတဲ့အချိန်တွင်းမှာတက်သေးကိုအပြင်းစီမပေါက်ကြောင်းကာကွယ်ရလိမ့်မယ်လို့ဘောင်လုံးကြီးမင်းကထပ်ပြောပါတယ်ဒါပေမဲ့ဒီအမှုကစစ်မဲ့ရဌာနနေဖြစ်ပေါ်လာတာကြောင့်ပြည်မှုစီရင်ဌာနကအမှုကုန်လုံးခိုင်ပုံးတော့စီလွှဲပြောင်းပြီးနောက်ပိုင်း ဘောင်ကြီးမင်းအစ်စ်ပြန်ဆပြီးတော့စုံစမ်းရမယ်လို့ပြောလိုက်ပါတယ်။အန်အောင်အာယူလဲကြောက်ရှက်မကောင်းတာလို့ပြီးတော့စိတ်ထဲမလုံလဲဖြစ်နေတာကြောင့်ဒေတာဘောက်ဆရာကုန်းဆုံးကြောက်ချတာဒေတာဘောက်ကိုကြောက်ရှက်မယ်ဖြစ်ရလိမ့်မယ်လို့ပြောနေပါတယ်။ဘောင်ကြီးမင်းကတော့အာယူကိုမလောဘူးနဲ့အချိန်တိုင်းဘသူဆိုတာပေါ်လာမှာပဲလို့ပြောပါတယ်။အန်အောင်ဘောင်ကြီးမင်းကဆရာကုန်းဆုံးကိုစရင်ကြည့်ပြီးပြီလားလို့မေးပါတယ်။ဆရာကုန်းဆုံးလည်းအဲ့ချင်းကသူကိုယ်တိုင်စစ်မဲ့ကြီးကဌာနမှာယူကြည့်ပြီးတော့ပြန်ထွက်မှာထားခဲ့တဲ့ဆင်းပါပဲလို့ပြောပြပါတယ်။ပြီးတော့ဆရာကုန်းဆုံးကအမှတ်သားတွေကဆင်းစာကိုပြန်ပေးတဲ့ချိန်ထဲမှာပဲနေရာမှာနေဖြတ်ပေးလိုက်တာလို့ရှင်းပြပါတယ်။ ဒါတောင်ပေါလုံကြီးမင်းနဲ့စစ်မဲ့ရဌာနပေးတဲ့ဆရာကုန်းဆွဲရဲမှန်စင်အချက်လက်ကိုကြည့်တဲ့အချိန်မှာအမှတ်သားတွေဟာဆွဲချက်တင်တဲ့တတ်တည်ဖြစ်သွားကြအောင်ပြောပြလိုက်ပါလိမ့်။ဆရာကုန်းဆွဲတော့တယောက်ကသူ့လက်ရည်အတုကိုသုံးပြီးတော့တဖန်ပြန်မှတ်လိုက်တာလားလို့တွေးနေပါလိမ့်။ဂျန်တော်လဲဆရာကုန်းဆွဲအစိတ်ခတ်ခံပြီးတဲ့နောက်တိတ်မိပြီးပြည်မှုဆိုင်ရာဌာနစီမှာဖမ်းဆီးခံလိုက်ရတဲ့ဆိုရင်တော့ကိုကိုပြန်လဲခြေပါဖို့ကမဖြစ်နိုင်တော့ဘူးလို့ပြောလိုက်ပါလိမ့်။ဂျန်တော်လဲဒါရီယာသူတို့အလုံးအစည်းအဝေးဆွဲထားတဲ့ကတခုဖြစ်တာကြောင့်နောက်ဆုံးရည်ရွယ်ချက်ကပေါလုံကြီးမင်းကိုကိုမျက်စင်ပေါ်ရောက်အောင်တွန်းအားပေးတာပဲလို့ပြောလိုက်ပါလိမ့်။ ဂျန်နောင်းနဲ့ဆရာကုန်းဆုံးတော့မင်းကြီးစီကနေပြစ်ဒဏ်ပယ်ဖျက်မိန်ကြလာကြတဲ့ကလူယူကအစီအစဉ်ဆက်လုပ်လို့မဖြစ်တာသိပြီးတော့စစ်မဲ့ရမှာမရှိတော့တော့လို့တွေးနေကြပါလိမ့်။ဘောင်လုံးကြီးကတော့ဒီမှုမှာလူယူတယောက်တည်းဆိုရင်တော့ပူပေါင်းကြံစီမှုတွေတဲ့တဲလွန်စားရဖို့ခက်ခဲနေသေးတယ်လို့ပြောလိုက်ပါလိမ့်။တကယ်လို့တယောက်ကသာမကူညီပေးခဲ့ဘူးဆိုရင်ဘယ်လိုလုပ်ပြီးတော့ဒီလိုမျိုးအလွယ်တကူရွေချက်အောင်မြင်သွားပါမလဲလို့ဘောင်လုံးကြီးကထပ်ပြောပါလိမ့်။ဒါတော့ဘောင်လုံးကြီးကတော့စစ်မဲ့ရဌာနမှာဒေတာပေါက်လူယူရဲ့ကြံပါရှိနေလောက်တယ်လို့ပြောလိုက်ပါတော့တယ်။ဂျန်နောင်းနဲ့ရဲမဲမတန်းစင်းကမင်းကြီးစီကိုဘယ်လိုလုပ်ရောက်နေရလဲလို့ဝင်မေးပါလိမ့်။ ဒါကြောင့်ပေါလုံကြီးမင်းလည်းသူတည်ထားသလောက်ဆိုအမည်မသိမျိုးသမီးတယောက်ကနန်းတော်ထဲဝင်လာပြီးတော့ပို့ပေးလိုက်တာပဲလို့ပြောပြလိုက်ပါတယ်။ပေါလုံကြီးမင်းကတော့အဲဒီမျိုးသမီးကိုသာရှာတွေ့နိုင်ပို့ပြီးတော့လွယ်တကူနဲ့အမှန်တရားကိုတည်သွားနိုင်တာပေါ့လို့ရှင်းပြပါတယ်။တမမတော့ဝိညာဉ်ဝူချိန်ကြီးကိုပြန်လာပြီးတော့ကြောက်ဆန့်ကိုလာဆောင်နေပါတယ်။သူတို့နဲ့ဝိညာဉ်ဆောင်နေတော့လူ့ကရောက်လာပြီးတော့ကြံကြောင်းကဘာလို့ခိုင်ဖုံးနဲ့ဝင်လာလဲလို့မေးလိုက်ပါတယ်။ဝိညာဉ်တော့ရင်းရှင်ပေးလိုက်တဲ့အကြောပြော့စီနဲ့ကြံကြောင်းကိုထိန်းချုပ်ပြီးတော့ပိတ်ထားတယ်လို့ပြောပါတယ်။ဒါပေမဲ့ဒုတိယနေ့မှာပဲကြံကြောင်းကိုထွက်ပြေးသွားတယ်လို့ဝိညာဉ်လိန်ပြောလိုက်ပါတယ်။ ဒါတောင်လျို့လည်းရင်ရှင်းကဈေးစွာ24နာရီပဲခံအောင်မပြောပြခဲ့ဘူးလားလို့ဝိညာဉ်ကမေးပါလေဝိညာဉ်လည်းရင်ရှင်းမပြောပြအောင်တေးကြတာရင်ရှင်းကသူတို့အစိုးရတဲ့ကတိစာဖောက်ချင်ရပဲလို့လှည့်ပတ်ပြောလိုက်ပါလေအဲ့ဒါမှတော့ဦးတော်ရှိလည်းကိစ္စအလုံးသိချင်တဲ့အတွက်မင်းကြီးစီကိုသွားမေးလိုက်ပါလေမင်းကြီးကတော့ဦးတော်ရှိကသူကနောက်ဆက်တွဲရလာကိုမစင်းသားပဲပေါင်ကြီးမင်းကိုလူငင်းချမ်းတော်ဝင်ပေးလိုက်တဲ့ထင်းနေရာကိုတည်သွားခဲ့ပါလေမင်းကြီးကတော့အဲ့ရဲမတ်မှတ်တမ်းသာအချိန်မီရောက်မလာဘူးဆိုရင်သူတဘောအလုံးပေါင်ချင်းနောက်နောင်နာရသွားနိုင်တယ်လို့ပြောပြလိုက်ပါလေဦးတော်လည်းစာအုပ်ကိစ္စကိုမေးတဲ့အတွက်ရှင်မင်းကြီးလည်း တယောက်ကနန်းရင်းထဲဝင်လာပြီးတော့ဖန်ကွေဖေးကိုပေးလိုက်တာလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့မင်းကြီးကအဲ့လူရဲ့တရုံမှန်တဲ့အခြေအနေကိုတော့ဘာမှသိခွင့်မရလိုက်ပါဘူး။ဦးကြီးတော်ကလည်းစီးရင်ရောက်လာတာထူးဆန်းလွန်းတာကြောင့်မင်းကြီးကိုလည်းဒီမှုကိုပေါင်လုံးကြီးမင်းကိုကင်တွယ်ခိုင်းထားကြောင်းကိုပြောပြလိုက်ပါတယ်။မင်းကြီးကတော့ပေါင်လုံးကြီးမင်းရဲ့အမှုစီရင်နိုင်စွမ်းနဲ့ဆိုရင်တော့ဒေတာပေါက်ရှင်းလင်းလင်းစုံစမ်းနိုင်လိမ့်မယ်လို့ပြောနေပါတယ်။အဲနောက်ကြောက်ရှန့်လျို့နဲ့ဝိညာဉ်ကိုတွေ့ပြီးတော့သူကြံစီကြာဆုံးသွားရမယ်နီလန်တစ်ကိုလှုပ်ပြီးတော့အစီအစဉ်အစ်စီစဉ်လို့ရကြောင်းကိုပြောလိုက်ပါတယ်။ဒါပေမဲ့လောလောဆယ်အရေးကြီးဆုံးကပေါင်လုံးကြီးမင်းသူ့ကိုရှာတွေးလို့မဖြစ်ဘူးလို့ကြောက်ရှန့်ပြောလိုက်ပါတယ်။ အနောက်ကြောင်းရှမ်းပေါင်လုံးကြီးမင်းမနက်ဖြန်ဆက်ပြီးတော့စုံစမ်းမှုအသစ်လုံးမှာဖြစ်တဲ့အတွက်စေမေးရဌာနရာရှိဟုံကိုအရင်ဆုံးမေးမြန်းမှာပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ချိန်တုန်းကရှိဟုံကအိမ်ပြန်မယ်ဆိုပြီးတော့ခွင့်ထားခဲ့တာကြောင့်သူစားတောင်းဝင်ပေးထားတဲ့ရဲမှန်စင်မှတ်တမ်းလက်ခံသူဟာဟန်ထုံပဲလို့လူဟုကပြောပါတယ်။ဒါကြောင့်လူဟုကစိုးတဲ့ကဟန်ထုံထွက်သွားခိုင်းလိုက်ပြီးတော့ဇာတိမျိုးပြန်မှုစီစဉ်ပေးပြီးလို့ကြောင်းရှမ်းကပြောလိုက်ပါတယ်။ဒါပေမဲ့ကြောင်းရှမ်းကတော့ပေါင်ချိန်ဒုတိယဆင့်ခေါ်မဲ့သူကဟန်ထုံဖြစ်တာကြောင့်နေတဲ့နေရာကိုစုံစမ်းပြီးတော့တပ်ပစ်လိုက်ဖို့လူယုံအမိန်ပေးပါတယ်။ လောကဝူချင်းကျူးရနေထွက်များအတွက်ဝိညာဉ်မဲ့နှုတ်ပိတ်ဖို့တောင်းဝင်ယူလိုက်ပါတယ်ပြီးတော့ကြောက်ဆန့်ပေါင်းချင်းပြောခဲ့တဲ့ရှင်မင်းကြီးရထားတဲ့တပ်တွေကိုဘာဖြစ်မဲ့ထင်လဲလို့မေးလိုက်တာပါအဲနောက်မှာတော့ကြောက်ဆန့်မင်းကြီးစီလာပြီးတော့ပေါင်းချင်းကိုကင်းလွတ်ခွင့်ပေးခဲ့တဲ့အကြောင်းကိုမေးလိုက်ပါတယ်မင်းကြီးကတော့သူ့ကိုကြောက်ဆန့်ပြောခဲ့တဲ့အတိုင်းစဉ်းစားပေမဲ့ဘလို့အဖြစ်ဖြစ်နောက်ဆုံးရလအတိုင်းကခက်ခဲခဲ့တာကြောင့်အစင်မပြေဖြစ်ခဲ့တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့မင်းကြီးကမထင်မှားတဲ့အချိန်မှာပဲအေးပါတဲ့တပ်တွေတစ်ခုပေါ်လာတဲ့အတွက်သူထမ်းထားတဲ့တောင်းဝင်ပို့သွားပြီးတော့ရာအလုံးရှင်းပြီးသားဖြစ်သွားတယ်လို့ပြောပြလိုက်ပါတယ် ဒါတော့ကြောက်ချင်လဲအဲ့ဒါဘလို့တတ်တယ်မလို့ဂုံစုံချက်အပြည့်မရှိဘူးဆိုတော့တတ်တယ်ပြသွားနိုင်တာလေလို့စကားနှိုင်းလိုက်ပါလိမ့်ဒါပေမဲ့မင်းကြီးကတော့ဒီမှုကိုပေါင်ချင်းလက်လွဲပေးလိုက်တဲ့အတွက်တချိန်ချိန်တိုင်းပေါင်ချင်းပါစားကနေထုတ်ပြောတဲ့ကကြောက်ချင်သိရပါလိမ့်မယ်လို့ပဲပြောလိုက်ပါလိမ့်ပြီးတော့ကြောက်ချင်အဖေပြည့်သူရှင်မင်းကြီးစီကိုသူ့ထက်ရင်စောပြီးတော့ရောက်လာတာကိုပါတီးသွားခဲ့ပါလိမ့်တဖက်မှာတော့ပေါင်လူကြီးမင်းကစစ်မဲ့ကြီးရဌာနကစရေးရှိအောင်ကိုခေါ်တွေ့ပြီးတော့မှတန်းစင်းကကိုတိုင်ထိမ့်သိမ်းထားတာလားလို့မေးလိုက်ပါလိမ့်တို့နဲ့ပေါင်လူကြီးမင်းမေးတာကြောင့်ရှေးဟုံနဲ့ဆရာကုန်းဆုံးစစ်မဲ့ကြီးရဌာနစီ စာဝဲစာနဲ့လာယူတဲ့အချိန်ကသူကိုယ်တိုင်ပဲစာဝဲစာနဲ့ကိုယူပြီးတော့ရွေးပြောင်းပေးခဲ့လို့ပြောလိုက်ပါတယ်။အန်အောင်ရှိုံကနောက်ပိုင်းသူမရှိနေတာအဖေအပြင်းထန်နေမကောင်းဖြစ်တဲ့အတွက်ဇာတိမျိုးခဏပြန်သွားတာလို့ဝန်ခံလိုက်ပါတယ်။ဒါကြောင့်ပေါလုံကြီးမင်းလဲကိုစားတောင်းဝီတဲ့သူကိုမေးကြည့်တဲ့အခါမှာရှင်းဝဲလက်အောက်စီဟန်ထုံမှန်းသိလိုက်ရပါတယ်။ဇာကုံးစလဲသူပြန်ရတဲ့အချိန်မှာဇေဟန်တုံကဆင်းကိုလက်ခံယူတာဖြစ်ပြီးသူရှိနေပြန်မှအသေးချောင်းလက်မှတ်ပါဖြတ်ခဲ့လို့ပြောလိုက်ပါတယ်။ဒါကြောင့်ရှင်းဝဲလဲသူယုံပြန်တက်တော့ရဲမတ်မှတ်တန်းဆင်းကပြန်မှအသေးပဲလက်မှတ်လဲရှိနေသေးတယ်လို့ဝန်ပြောလိုက်ပါတယ်။ ပေါင်ကျင်းလဲရှင်းုံယုံတတ်တော့ဟန်ထုံရအောင်အစီရင်ခံလားလို့မေးပါတယ်။ရှင်းုံလဲသူပြောင်းတော့ဟန်ထုံယောဂါဖြစ်လို့တောင်ဝင်ကနေနှုတ်ထွက်ပြီးတော့အိမ်ပြန်ယောဂါကုတယ်လို့လူဟုတ်ကပြောကြောင်းရှင်းပြလိုက်ပါတယ်။ဒါတော့ပေါင်ကျင်းလဲလူယုံရှိလားလို့မေးတဲ့အခါမှာရှင်းုံကတော့လူဟုတ်ကမနေကလေးကမပြောဆိုနဲ့ပျောက်သွားတဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲနောက်ပေါင်ကျင်းကတော့ရှင်းုံပေါင်ဝင်မှုရှိမရှိဟန်ထုံတွေးမှဆုံးဖြတ်မယ်လို့သာပြောလိုက်တာပါ။ဆရာကွန်ဆူလန်ရှင်းအောင်ထွက်သွားတယ်ရှင်းဝါမှုမှမပါဝင်နိုင်ကြောင်းပေါင်လူကြီးမင်းကိုပြောပြပါရီပေါင်လူကြီးမင်းလည်းလူဟုတ်ကအမားကျူးလို့မင်းထွက်ပြေးသွားတာကြောင့ ဟန်တော်ကတော့ကောင်းတဲ့အဆုံးသတ်ဖြစ်မှာမဟုတ်ဘူးလို့သုံးသပ်လိုက်ပါတယ်။ဒါတော့ဘောင်လုံးကျန်ဒီမှုတကယ်လို့အစီအပြေချစ်တော်မှုဖြည့်ရှင်းနေတယ်ဆိုရင်မလဲကူမာဆိုးတယ်လို့ဆရာကုန်းဆုံးပြောလိုက်ရင်းနေပဲဒီဘိုင်းကဒီမှာခေတ္တကဏရန်သားသွားပါတယ်ခင်ဗျာ။ ။ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကတလောက်ပါပဲ။နောက်နေ့ဒီမှာပြည်သူတရားရှင်ပေါင်ချိန်ပိုင်းဆက်ဇလန်အတွက်ဒီဆက်ပြီးတော့ရှိနေမှာဖြစ်ပြီးတော့ဇက်သိန်းငံနဲ့နှီးပြီးဖြစ်တဲ့အတွက် Channel Subscribe လုပ်ဘေးနားအကောင်းလောက်နေပြီးစောင့်ကြည့်ပေးကြဖို့ပြောရင်းနဲ့ဒီမှာစာဆုံးလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်ပေါ်ရတော်လုံးကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။မကောင်းတာလုပ်တဲ့ကောင်တွေမှန်သမျှမိုးနှမင်းဒဏ်ခတ်ပါစီဗျာ။ကျွန်တော်အန်ခင်မူပါ။